ပြည်ရင်းသတင်းတပေါက်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်အစက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိခိုက်အကြဆုံးတွေများနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲဒီတိုက်ပွဲတွေမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကွင်းကောင်းမြို့နယ်ကရခိုင်ကုန်းနဲ့အုတ်တွင်းကုန်းတွေကတကြိုဆက်တွေမှာတကြိုနေရပြီးမိသားစုကိုအသိမပေးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်စီတပ်သားတွေကိုတော့လေးမျက်နှာစေးရုံ ငတိုင်းရှောင်းစေယုံပသိမ်ပြည်သူစေယုံတွေကိုပို့ဆောင်ကူတနေပြီးလူနာတွေများနေတယ်လို့လဲဒေသခံသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။တိုက်ပွဲမှာတရားရရှိသွားသူတွေများပြားနေပြီးစေယုံတွေမှာစေဝါကူတမှုမလုံလောက်တာတွေသွေးလိုအပ်ချက်တွေကြောင့်စစ်သားတွေတည်ဆုံတာတွေများပြားနေတယ်လို့ပသိမ်ဒေသခံတယောက်ကပြောပါတယ်။အရေးကြီးစစ်သားလူနာတွေကို ပသိမ်စေယုံကြီးကိုထက်ဆောင်မှာအထူးကျက်မှတ်ကန့်သက်အဖြစ် စေဝါကူတမှုပေးနေပြီး စစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေတွားရောက်တွေ့ဆုံခဲ့တာတွေကိုလည်းတွေ့မြင်ရတယ်လို့မျက်မြင်ဒေသခံတွေကပြောကြပါတယ်။ဒါအပြင်အေယာဝတီတိုင်းဟင်းသဒခိုင်အင်ကပူမြို့နယ်ပန်းတော်ကြီးကျွော်ကိုတက်ဆုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစစ်ကောင်စီလေကြောင်းကမှာရင်ပုံကျဲခဲ့လို့လည်းထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။